金吧？ ဘလောက်လှလဲဆမ်မာကာလာဒရက်စ်ကလေးနဲ့ရမ်းလှနေပါတယ်ချစ်တော်တို့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ဒရက်စ်လှလှလေးတွေအများကြီးနဲ့မိတ်ဆက်ပေးမဲ့ဘလော့မလို့ဒီဘလော့လေးကို share ဖြစ်အောင် share ထားကြပါအခုဆိုလို့ရှိရင်6ချီဖုန်းနဲ့ချုပ်ထားတဲ့ဆမ်မာဒရက်စ်လှလှလေးပါဘလောက်လှလဲဒီမှာကြည့်အယောင်လေးကတော့လုံးဝပြောစရာမလိုပါဘူးစီးစာယောင်လေးပါဒီမှာ dropping လေးတွေကိုတိတိကျကျလေးနဲ့ဖဲပြားပုံစံတည်ချင်းစီယူထားတယ်ဒရော့ပင်လေးတွေပိုင်နိုင်မှုเนาะဒီမှာ အဝေးဝိုက်ကလေးတွေကချင်းငယ်ပြောနေကြတိုင်းကောင်းမြတ်ကော်ထော်ရဲ့ signature ပါအရန်လာတယ်နော်ကဲ dress လာလာလေးနဲ့မိတ်ဆက်ပေးပါဦးမယ်အဲပထမအဆုံးအနေနဲ့ဒီမှာ dress ကလေး နော်မိတ်ဆက်ပေးပါမယ်အရန်လှပါပဲညမာလေးရလေဒီ free နေတော့အချောင်းလေးနေနဲ့လိုချင်တယ်လို့ပြောထားရတဲ့အတွက်ဒီမှာနော်အဲ dress လှလှလေး cotton dress လေးစီစဉ်ထားတာပါဒီမှာဆိုရင်လည်းဇာလေးတွေကိုသူ့နေရာနဲ့တူအထာကြကြလေးဒီလိုမျိုး dress လေးတွေကိုချုပ်ရတာအချိန်ပေးရတယ်အနုစိတ်ရတယ်ဒါလေးဆိုရင်လည်းဒီမှာကြည့်ပါအောင်အသားရွှေလေးပါဒီမှာ ossis feather လေးတွေကိုဒီမှာကြည့်နော်တုံးထားပါတယ်သူ့ရဲ့ ထူချောင်းမူက neck line လေးတွေကိုတသက်ရေလှုပ်ထားတယ်အေးနောက်ကြောလေးရတော့လေဒီမှာနည်းနည်းလေးခြောင်နေလို့ဒီမှာ ဝင်နဲ့ကလေးလေးယူထားပါတယ်เนาะဒီမှာဆိုရင်လဲ Oasis Feather လေးတွေကိုဘယ်လိုလေးသုံးရလဲဆိုတာပြီးရင်အနုစိတ်ပြပါမယ်ထူးခြားတာတစ်ခုလုံးကလေဒါပြီးလို့ရှိရင် dress အရှိတွေပြမယ်ပြီးရင် plus size တွေပြမယ် plus size တွေချုပ်လို့ရှိလို့ရှိရင်ကိုခန္ဓာလေးကိုဘယ်လိုကြက်ကြက်ကလေးဖြစ်အောင် dropping တွေကိုအောက်မှာဘယ်လိုခိုးသိမ်းထားရလဲဆိုတဲ့ block လေးကိုဒီနေရာမှာအားလုံး sharing လုပ်ပေးပါမလို့ block လေးကို share ဖြစ်အောင် share ပေးပါနောက်ဝတ်စုံလေးနဲ့ထပ်ပြီး mix up ပေးပါမယ်เนาะ ကဲကြည့်ပါအောင်ကျွန်တော်ပြောတယ်မလားအရန်လာနေရမလားဒီနေ့ဘလော့မှာလေထူးထူးခြားခြားဝစ်စုံလေးတွေဖန်တီးပေးထားတယ်ဝိမဲ့လူတွေကလည်းမြမချောချောလေးတွေပဲဒါလေးဆိုရင်ဒီမှာ dropping လေး641ချုပ်ထားပေးတာဖဲပြားတုံးလေးတွေနဲ့ဘိုးလေးနဲ့ရှင်းငယ်ပြောနေကြအတိုင်းပဲလေအဲဒီဘိုးတွေကဒီဇိုင်နာကောင်းမြတ်မှန်တိ ਉ တိတာစီရဲဆိုတာမရိုင်းရအောင် sequence လေးကိုတိတ်တိတ်ကလေးထိုးထားပေးပါတယ်ဒီမှာကြည့်ပါဦးဒီမှာကြည့်ပါဦးနော် မတော့ရန်လှရန်လှနော်အချစ်များစွာနဲ့စီစဉ်ပေးထားတဲ့ဝယ်စုံလေးတစ်စုံမှာဒါကဘလူးတွက်ဖြစ်မလဲဆိုတာခံမှန်းပေးကြပါချစ်ရတဲ့မင်းသမီးချောလေးညီမချောချောလေးအတွက်စီစဉ်ပေးထားတာပါညီမလေးကလေကိုလုံးလေးကလည်းရန်လှတယ်ပိန်နေပိန်သွားတဲ့အတွက် ejection လေးပုံစံလေးစီစဉ်ပေးထားတာပါဒီမှာ cos ကလေးနဲ့ဇာလေးတွေအပြည့်ယူထားတယ်ဇာဒီဇိုင်းတွေကလည်း Egypt ပုံစံလေးဆိုတော့ညီမလေးနဲ့တော်တော်လေးလှနေမှာနော်ကဲညီမလေးပွဲတက်ဖို့အတွက်စီစဉ်ပေးထား ထားတာပါမြန်မာလေးနဲ့ကျွန်တော်ဝတ်စုံနဲ့တစ်ထက်ကျဲကြနေတယ်ဟုတ်ကဲကြည့်ပါဦး6 ဘရိုကာပါစစ်ဘရိုကာလေးကိုချုပ်ထားတာပါစာပေါ်မှာစစ်ဘရိုကာလေးတွေကိုသူ့နေရာနဲ့တူတော့အထာကြကြလေးကိုပန်းလေးတွေပေါ်ထားတယ်ဒီနေရာမှာပြချင်တာဒီအထည်ထဲမှာ dropping လေးယူထားပါတယ်တိန်းထားပါတယ်ဘာဖြစ်လို့ dropping တိန်းထားရဆိုပြည့်တဲ့လူတွေကိုဒီမှာချက်ထားတယ်ပြီးတော့မှအပေါ်ကနေစာကိုအချက်လိုက် ပြန်အုပ်ထားတာပါအရန်လာတဲ့ dress ကလေးဖြစ်ပါတယ်အယောင်လေးကအစပြောစရာမလိုဘူးเนาะကြည့်ချရတဲ့အမအတွက်ဖန်တီးပေးထားတဲ့နောက်ထပ်ဝတ်စုံလေးတစ်စုံနဲ့မိတ်ဆက်ပါဦးမယ် အရန်လှတဲ့ပြင်သစ္စာ dress ကလေးပါကဲကြည့်ပါအောင် orange color လေးစီးစာရောင်လေးပါအရန်လှပါလေပြင်သစ္စာ dress ကလေးလို့ပြောစရာမလိုတော့အောင်လှလိုက်တာအသွေးမွေးအသားနှာအောင်เนาะ if pat နေတာပဲဒီမှာချစ်ရတဲ့အမကလည်းအရန်ဝယ်တတ်တာပဲအရောင်လေးရောဆို i နေတာပဲဒီမှာကြည့် level neck ကလေးကိုသူ့ရဲ့ဇာအနာလေးအတိုင်း neck ကလေးယူထားတယ်ဘာမှမပါဘူး အဖအပြောတယ် friendlies ကိုဝတ်တာတဲ့တိတိကျကျတိတိချာချာတသက်ရက်ကလေးပဲဇာအလှလေးကိုဥစားပေးခြင်းမှာရယ်ဆိုတော့ဇာအလှလေးကိုပဲဥစားပေးပြီးချုပ်ထားတဲ့ဝတ်စုံမှာဒီနေ့ကျွန်တော်အချက်တွေဝတ်စုံนี่အများကြီးကြည့်ရလို့အားရကျင်းနဲ့နဲ့တက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ချစ်တယ်ဆိုရင်ဒီ blog လေးကို public နဲ့ share ပေးပါနောက် blog လေးမှာပြန်ပြီးစုံတွေ့ကြရအောင်တတ်တာ